Hello အားလုံးပဲမင်္ဂလာပါရှင် ဒီနေ့မှာတော့စာကလေးခွေကြော်နေလေးကိုလာမျှပေးရဖြစ်ပါတယ်ရှင်။လုံနေလေးရဆိုရင်ဖြစ်အရန်လဲလွယ်ကူတယ်။နောက်တစ်ခုကဖြိုးလိုပဲအခြားနိုင်ငံမှာနေတဲ့သူတွေအတွက်ပေါ့နော်။လွယ်လွယ်ကူကူရှာဝယ်စားလို့မရတဲ့သူတွေအတွက်လည်းအရန်ကိုဆင်ပြေတဲ့လုံနေလေးပဲဖြစ်ပါတယ်ရှင်။ကဲဒါဆိုလုံနေလေးကိုသိရအောင်ဖြိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်။စာကလေးခွေလုံရန်အတွက်ဖြိုးကပဲအစိမ်းမုံနှစ်ထုပ်ကိုတုံးထားပါတယ်။ဒီတစ်ထုပ်မှဆိုလို့ရှိရင်တော့150ကျော်ပါတယ်ပေါ့နော်။နှစ်ထုပ်ဆိုတော့ဖြိုးတုံးထားတာ300ကျော်ဖြစ်ပါတယ်ရှင်။ပြီးတော့ပြောင်းကော ော်မုတ်ကိုထမင်းစားစုံနဲ့မုံမောင်သုံးစုံစားလောက်ကိုထည့်ပြီးတော့အရတာအတွက်ကစားလေးနှင်းငယ်သားမုတ်နှင်းငယ်နဲ့ကြာနှင်းငယ်ပြီးတော့စနိမုတ်လေးနှင်းငယ်ကိုထည့်ပေးလိုက်ပါဒီနေရာမှာအသားမုတ်တွေပါမကြိုက်ဘူးဆိုလို့ရှိရင်မထည့်လည်းရပါတယ်နော်ပြီးရင်တော့အားလုံးကိုတမတော်အောင် ဖြူတော်ခဏလောက်ဝေသွားပေးလိုက်ပါမယ်ရှင် ဝင်သွားပေးလိုက်တာတမတော်ပြီဆိုတာနဲ့ကြစ်ကြစ်တောက်ပူနေတဲ့ဒီစီကိုပေါ့နော်ဖြိုထည့်ပေးလိုက်ပါတယ်။စီကတော့ထမင်းစားတဲ့ဆုံးနဲ့ငါးဆုံးစာလောက်ရှိပါတယ်။ရှင်စီပူပူလောင်းချပေးလိုက်တယ်ပေါ့နော်။ပြီးရင်တော့တမတော်အောင်ပြန်ပြီးတော့မှုထားပေးလိုက်ပါတယ်။ဒီစာကလေးခွေကဖြိုတို့အိမ်မှာလောက်ထားပြီးလို့ရှိရင်လေလုံးနဲ့ဘူးလည်းနဲ့တိမ်ပြီးပေါ့နော်။ဖြိုတို့တရေစာဖြစ်ပဲဆဆာတုတ်ပဲဆဆာရန်လက်ဆင်ပြီးပါတယ်။ပြီးတော့မုတ်ဒီနဲ့တွဲဆိုင်လည်းလိုက်ဖက်တယ်ပေါ့နော်။တပွဲမုတ်လက်တုတ်တွေပါနဲ့တွဲဆိုင်လည်းအရန်ကိုလည်းဖက်ပါတယ်။ပြီးရတဲ့ဖြိုကသူ့ရဲ့ရေကိုနည်းနည်းချင်းစီထည့်ပြီး တော့မှုသွားပေးလိုက်ပါတယ်ရှင်။ဒီရေကိုတော့ဖြိုးထက်သွားပေးလိုက်တာ250မီလီလီတာရှိပါတယ်ရှင်။ရေကိုနည်းနည်းချင်းစီထက်ပြီးတာနဲ့သမတော်အောင်ပေါ့နော်။မှုသားလေးတွေကချောလာတဲ့အထိပေါ့နော်။မှုသွားပေးလိုက်ပါတယ်။မှုသားလေးကချောလာပြီးတော့မပြစ်မကျဲနေသားလေးရောက်တဲ့အထိပေါ့နော်။မှုသွားပေးလိုက်ပါတယ်ရှင်။ ကဲအခုလိုမျိုးလေးမဟုတ်သားလေးကနည်းနည်းလေးဖြစ်ပြီပေါ့နော်ချောချောလေးဖြစ်နေပြီဆိုလို့ရှိရင်တော့ရပါပြီပြရနေဖြူသွားသူ့ကိုဘူးလေးထဲကိုထည့်ပေးလိုက်ပါတယ်ဒီဘူးကတော့ဒီအပေါက်လေးသုံးပေါက်ရှိတဲ့ဘူးလေးပေါ့နော်ဖြူကဒီဘူးလေးကိုသုံးပြုပြီးတော့ထည့်ကျော်ဖြစ်ပါတယ်ဒီနေရာမှာဒီလိုမျိုးဘူးလေးမရှိဘူးဆိုလို့ရှိရင်ဒီပလတ်စတစ်အိတ်လေးထဲကိုထည့်ပြီးတော့တောက်မှာအပေါက်လေးဖုတ်ပြီးတော့ထည့်ကျော်ပေးနိုင်တယ်ပေါ့နော်ဖြူမာကတော့ဟိုတစ်ခေါက်ကလောက်ပြီးလို့ဒီတိမ့်ထားတဲ့ဘူးလေးလည်းရှိနေတာနဲ့ဒီဘူးလေးကိုပဲသုံးပြီးတော့ကြော်ဖြစ်ပါတယ် ဒီဘူးလေးမှာဆိုလို့ရှိရင်တော့အခုလိုမျိုးလေးအပေါက်လေးသုံးပုံရှိတယ်ပေါ့နော်။ကြပြီးရင်တော့ဖြိုတို့ဘူးလေးကိုဖုံးပြီးလို့ရှိရင်စီကိုအရင်ပူအောင်တမ်းမယ်။စီလေးပူလာပြီဆိုလို့ရှိရင်တော့ဖြိုတို့ညှစ်ချပြီလို့ရှိရင်ဒီစားကလေးခွေအပြားချီသေးဖို့ပေါ့နော်။ကိုစိတ်ကြိုက်ထက်ပြီးတော့ညှစ်ချပြီလို့ရှိရင်ကြော်ထားပေးလိုက်ပါမယ်နော်။ဖြိုကတော့အပြားခက်ကြီးကြီးလေးတွေလောက်ထားပါရရှင်။ ီနေရာမှာဒီလိုဘူးလေးမရှိရင်တော့ရိုခနာပြောသလိုပေါ့နော်ဒီ plastic 8လေးထဲကိုထည့်ပြီးတော့တောက်မှာပုတ်သေးလေးဖောက်ပြီးတော့ပေါ့နော်ထည့်ကြောပေးနိုင်ပါတယ်သူ့ခနာလောက်နှိမ့်ချပြရမယ်နည်းနည်းလေးပေါ့နော်အသားလေးမှလာတဲ့ထိခနာလောက်ကြောက်သွားပေးလိုက်တယ်အသားလေးမှလာပြီးတော့အယောင်လေးကနည်းနည်းလေးရှင်းလာပြီဆိုမှနောက်တစ်ဖက်ကိုလှန်ပေးလိုက်ပါဒီနေ့ဟာဆိုလို့ရှိရင်တော့လုံးဝကျွရပြီးတော့အရန်လက်စားကောင်းတဲ့စာကလေးခွေလေးရမှာဖြစ်ပါတယ်။ ဒီဘုံကဖြိုးလို့စားကစားစားကစားအများကြီးကုန်နေပေါ့နော်ဖြိုးဆိုလို့ရှိရင်အရန်ကြိုက်ပါတယ်ရှင်ကဲဒီနေဟာလေးဆိုလို့ရှိရင်တော့ဖြိုးလို့ရစားကလေးခွေရတော့ချက်ပါပြီရှင်ချက်နေတဲ့ဟာလေးအားလုံးလည်းဖြိုးခနာပြထားတဲ့တိုင်ရဲ့ပေါ့နော်ကြော်တော့ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာအခွင့်ကြီးသေးရတော့ကိုယ်စိတ်ကြိုက်ပေါ့နော်ကဲအားလုံးလည်းကြော်လို့ပြီးပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေထားဆိုလို့ရှိရင်ဖြိုးလို့လေလုံးနဲ့ပူလေးနဲ့တိမ်မလို့ရှိရင်တာရှိတွက်လည်းစားလို့ရတယ်စားကလေးခွေလေးရတော့စားလို့ရပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူရရှိနာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေမဲ့ ်လို့မျှော်လင့်ပါတယ်ရှင်။ကဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะ။ဒါဆို Pure Network တက်တင်မှာပြန်ဆောင်ကြမယ်เนาะ။အားလုံးအပိုင်